ောသားရှင်တွေအားလုံးတာလီစော့ပါ Development Media Group DMG ရဲ့2025ခုနှစ်မေလ6ရက်နေ့အတွက်သတင်းတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်အရှက်သား၂ယောက်တဲ့၃ယောက်ဒဏ်ရာရတဲ့သတင်းတောင်ကုန်းရန်ကုန်ရွာအနီးစစ်ကောင်စီထောင်ခဲ့တဲ့မြေမြုပ်မိုင်း200ကျော်ကိုအေးအေးရှင်းလင်းတဲ့အကြောင်းတတိယအကြိမ်စစ်ကောင်စီအပြည့်ရတက်တန်းထိုးတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီအစီအစဉ်ကို ကျမဖြူဖြူအင်းနဲ့အတူကိုအောင်သူရအပါဝင်မဆောင်းစာချီတို့ကပူးပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သား၂ယောက်တဲပြီး၃ယောက်ဒဏ်ရာရတဲ့တဲ့င်းကိုတင်ဆက်ပေးချင်ပါတယ်ပြခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အာရခတပ်တော်တို့နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းရေကြောင်းပစ်ကူတွေနဲ့အသေးအတန်ခုခံတိုက်ခိုက်နေတယ်လို့စီရဲသတင်းရင်းမြစ်တွေစီကသိရပါတယ်။မနေ့ကမေလ9ရက်နေ့မွန်လွဲပိုင်းမှာစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားတာမရှိဘဲဇင်းရှောင်းနဲ့မင်းတက်ရှင်ကျေးရွာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား၂ယောက်သေဆုံးပြီးအမျိုးသား၃ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။သေဆုံးဒဏ်ရာရရှိသူတွေနဲ့ပတ်သက်လို့အချက်အလက်အသေးစိတ်ကိုသိရှိနိုင်ဖို့ DMG ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။စစ်ကောင်စီနဲ့ AA တို့ဟာမလကျွန်းမင်းတပ်တောင်နဲ့စီမိုကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးဒီနေ့မလ6ရက်နေ့နဲ့ပိုင်းအထိနှစ်ဖက်တိုက်ပွဲအကြိမ်နဲ့ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီဟာကြောက်ပြူမကြရှုံးရဲ့အတွက်တာလွန်ရင်အနေကကင်းစခန်းတွေအထက်ထက်ခြားထောက်မှုနဲ့အတူရေချောင်းလေချောင်းနဲ့လက်နက်ကြီးပစ်ကူတွေရယူပြီးထိုးစစ်ဆင်မှုတွေမကြာခဏရှိနေပါ ါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ20ရက်ကလေးကစီမိုကျေးရွာအနီးကနေစတင်ခဲ့တဲ့ကြောက်ပြူတိုက်ပွဲဟာလက်ရှိမှာတော့ဒညောက်ရီရေတပ်နဲ့အမှတ်30နဲ့ရေတပ်ရင်းအပါအဝင်တဘွားတံခွေတန့်စင်တဲ့ OGD စေယုံရှိတဲ့မလာကျွန်ကျေးရွာအနီးပတ်ဝန်းကျင်အထိတိုက်ပွဲအရိယာကြေပြန့်လာနေတာပါ။ကြောက်ပြူတိုက်ပွဲအတွင်းစစ်ကောင်စီဟာရေပြင်လေကြောင်းအပါအဝင် drone နဲ့စက်တပ်လက်ထီတွေကိုပါအုံပြူပြီးတစ်ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုနဲ့အတူစစ်ကောင်စီရဲ့ကြီးရဲလေသုံးဖက်စလုံးကအရှက်သားနေထိုင်ရာမြို့ရွာတွေကိုပါဥတီတိုက်ခိုက်နေတာကြောင့်ထိခိုက်သေးဆုံးမှုတွေတိုးလာနေတယ်လို့ဒေသခံ၄000ကျော်ဟာလည်းဘေးလွတ်ရာသို့တင်းချုံနေကြရပါတယ်။ဆက်လက်ပြီးတော့တောင်ကုတ်ရန်ခိုရွာနဲ့စစ်ကောင်စီထောင်ထားခဲ့တဲ့မြေမြောင်းမိုင်း200ကျော်ကိုအေရှန်လန်တဲ့တန်းကိုတန်ဆက်ပြချင်ပါတယ်။ရခိုင်ပြည်တောင်ကုတ်မြို့နယ်ရန်ခိုကျေးရွာအနေမှာစစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြောင်ပိုင်း200လင်းလုံးအထိကိုအာရခတတော်ရေကရှင်းလင်းပေးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ရန်ကုန်ကြီးရွာအနိမ့်မှာမကြာခဏမြေမြောင်ပိုင်းပောက်ကွဲမှုနဲ့စစ်ကြံလက်နဲ့အန်ဒီတေကြောင့်သွာလာလှုပ်ရှားမှုပြုလုပ်ကြတဲ့ဒေသခံတွေဟာထိခိုက်ဒေဆုံးမှုနဲ့ရန်ဆိုင်နေကြရတာဖြစ်ပါတယ်။အဲ့ဒီနေရာအနိမ့်တပိုင်းမှာမေလ9ရက်နေ့ကအာရခတတော်ကမိုင်းရှင်းလင်းရေလှုပ်ဆောင်ခဲ့တာကြောင့်မိုင်းအလုံးရဲ့200လင်းလုံးအထိရှင်းလင်းနိုင်ခဲ့ပြီးနောက်ထပ်မြေမြောင်ပိုင်းတွေရှိနေသေးတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။ ရန်ကုန်ကြီးရွာဟာစစ်ကောင်စီတန်ရက်တွေဖြစ်တဲ့ခမရ216ခမရ94တန်ရက်ဟောင်းတွေနဲ့နင်ကပ်ပြီးတိုက်ပွဲကာလအတွင်းစစ်ကောင်စီကတန်ရက်တွေကိုကာကွယ်ဖို့အတွက်မြေမြောင်ပိုင်းထောင်ထားခဲ့တာလို့ဒေသခံတွေကဆိုကြပါတယ်ရန်ကုန်ကြီးရွာသားတွေဟာမြေမြောင်ပိုင်းအန္တရာယ်နဲ့ကြုံတွေ့နေကြရတာကြောင့်တွာလာလှုပ်ရှားမှုလောက်ကန်စားသောက်ဖို့အတွက်အခက်အခဲတွေရှိနေကြတာဖြစ်ပါတယ်ကြီးခဲ့တဲ့အီဗီလာ၄ရက်နေ့ကရန်ကုန်ကြီးရွာကကလင်းငယ်တအူးဟာ စစ်ကြံမုန်တင်ကိုထုခွဲကစားမိရာကနေပောက်ကွယ်မှုဖြစ်ပွားပြီးအသက်သေဆုံးခဲ့ရသလိုမက်လာ21ရက်နေ့ကလည်းရန်ကုန်ကျေးရွာသားတို့မှိုင်းနှံမိလို့ခြေတစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။အာရခတက်တို့ကထင်းရှုံထားတဲ့ဒေသတွေမှာမှိုင်းရှင်းလင်းရဲ့အပြန်မှိုင်းနဲ့စစ်ကြံလက်နက်အန္တရာယ်နဲ့ပတ်သက်လို့အသိပညာပေးမှုတွေလှုပ်ဆောင်နေပေမဲ့မှိုင်းပောက်ကွယ်မှုဖြစ်စဉ်တွေဆက်လက်ရှိနေပြီးဒေသခံတွေဟာလည်းမှိုင်းကျောက်လူမှုဘဝရက်တွေရဲ့မှာစင်ခွချက်တရအနေနဲ့ရှိနေတာဖြစ်ပါတယ်။တတိယအကြိမ်စစ်ကောင်စီအပြစ်ရတက်တန်းထိုးတဲ့သတင်းကိုတင်ဆက်ပေးမှာပါ ငလျင်အသင့်ဒေသတွေမှာပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအချိန်အဟောင်းမြင့်ဆက်လက်ဆောင်ရွက်နိုင်ဖို့အပြည့်ရကာလကိုမေလ6ရက်ကနေ30ရက်နေ့ထိထမ်းမှန်သက်တမ်းတိုးမြှင့်လိုက်တယ်လို့စစ်ကောင်စီကဒီကနေ့မေလ6ရက်နေ့မှာထုတ်ပြန်ပါတယ်လရှိကာလငလင်းသင့်ဒေတာတွေကထိခိုက်ပျက်စီးခဲ့တဲ့ဌာနဆိုင်ရာရုံးတွေပြည်သူတွေရဲ့အိုးအိမ်နဲ့လက်ပန်းဆက်သွယ်ရေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းဆောင်ရွက်လျက်ရှိပြီးတော့နိုင်ငံတကာကလည်းကူညီမှုတွေရှိနေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒါကြောင့်ပြန်လည်တည်ဆောက်ရင်းနဲ့စစ်မှန်တဲ့ငင်းချမ်းရေးကိုပါရည်ရွယ်ပြီးတော့ယာယီအပြည့်ရကာလတတ်တန်းတိုးတာဖြစ်တယ်လို့စစ်ကောင်စီကဆိုပါတယ်။အပြည့်ရကာလအတွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့အများပြည်သူသွားလာအုံပြုတဲ့စစ်သွေးရဲလမ်းကြောင်းတွေကိုနှောင့်ယှက်တိုက်ခိုက်တာနဲ့ပြန်စည်းစေတာပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကို ထိခိုက်ပျက်စီးစေတာတွေကိုမပြုလုပ်ဖို့စစ်ကောင်စီကပြောဆိုထားပါတယ်။ ဒါအပြင်လက်နက်ကိုင်းတွေအနေနဲ့စည်ရဲလုံရှားမှုနဲ့အတူစည်ရဲအရာတိုက်ခိုက်မှုတွေပြုလုပ်ပါက လိုအပ်သလိုအရေးယူတုံ့ပြန်မယ်လို့စစ်ကောင်စီကဆိုပါတယ်။ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီကယာယီအပြစ်ရအကြောင်းကိုကြေညာတာဟာအခုတစ်ချိန်ဆိုရင်၃ချိန်မြောက်အထိရှိလာပြီလည်းဖြစ်ပါတယ်။စစ်ကောင်စီကအပြစ်ရအကြောင်းကိုကြေညာထားပေမဲ့နိုင်ငံတော်အောင်လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်ပြုလုပ်နေပြီးတော့အရသာထိခိုက်သေးဆုံးမှုလည်းဆက်လက်မြင့်တက်နေပါတယ်။ ။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ရခိုင်နိုင်ငံရေးသမားဦးဦးလှစိုးကိုလန်တဲ့သတင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ရခိုင်နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ဦးဦးလှစိုးဟာမနေ့ကမေလ9ရက်ည7:00နာရီမိနစ်20အချိန်မှာကွယ်လွန်သွားပြီလို့သိရပါဗျ။ရခိုင်ပြည်မြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဦးလှစိုးဟာကွယ်လွန်ချိန်မှာတော့အသက်82နှစ်ရှိနေပြီဖြစ်ပါတယ်။ဦးဦးလှစိုးဟာလေကြောင်းကင်ဆာရောဂါနဲ့ဆဲကူတောက်မှုခံယူနေချိန်ကွယ်လွန်သွားတာဖြစ်တယ်လို့သိရပါဗျ။ ဦးဦးလှစိုးကို1953ခုနှစ်မေလ29ရက်နေ့မှာမြောက်ဦးမြို့မှာဖခင်ဦးအောင်လှစံမိခင်ဒိုစန်တာဖြူရောကမွေးဖွားခဲ့ပါတယ်။ဦးဦးလှစိုးဟာမောက်ခမ်းရုံကလောင်နာမင်းနဲ့ကြပြားနဲ့ဆောင်းပွဲများစွာကိုလည်းရေးသားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပောက်အနေနဲ့နိုင်ငံတကာသတင်းတစ်ပောက်ကိုလည်းတင်ဆက်ပေးချင်ပါတယ်။ပုံမူကြီးဆွတ်ချစ်သူနဲ့တန်အုပ်ကိုအမေရိကန်ကတန်ခတ်အရေးယူတဲ့တန်းကိုတန်ဆက်ပေးချင်ပါတယ်။ကင်းနေချန်းဆောင်တက်ကင်းနေကောင်းဆောင်ပုံမူကြီးဆွတ်ချစ်သူနဲ့ တန်ဦးအပါအဝင်ကဲနဲတဖွဲလုံးကိုအမေရိကန်ဘဏ္ဍာရေးဌာနကဒဏ်ခတ်အရေးယူလိုက်တယ်လို့ရိုက်တာသတင်းတရမှာဖော်ပြပါဗါးအမေရိကန်နိုင်ငံသားတွေကိုပိတ်မထားတဲ့အွန်လိုင်းငွေလေလုပ်ငန်းတွေမှာပအဝင်ပတ်သက်မှုလူကုကုမှုနဲ့နေဆက်ဖြတ်ကျော်မှုခုမှုတွေအတွက်အခုလိုဒဏ်ခတ်အရေးယူရတာလို့ကြေညာချက်မှာပါရှိတယ်လို့ရိုက်တာကဖော်ပြပါတယ်။အခုလိုပိတ်ဆို့မှုမှာကညာမျိုးသားတက်မတော်ကန်နေဘုံမှုကြီးဆုရှိသူနဲ့တန်အူဖြစ်တဲ့ဆုထုအေမုံဆုရှိရှိတို့ပါဝင်ကြပါတယ်။ ဆိုရှိသူဦးဆောင်တဲ့ကញ្ញမြို့သားတက်မတော်ဟာထိုင်းမြန်မာနေဆက်ဣရိယာကိုထိန်းချုပ်ထားပြီးတော့အဲ့ဒီနေရာမှာအွန်လိုင်းငွေလိကိန်းတဲ့အများပြားရှိနေတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ကင်နေဟာသူတို့လောက်ကင်တဲ့အွန်လိုင်းငွေလိလုပ်ငန်းကနေဘီလီယံနဲ့ရှည်တဲ့အကျိုးအမြတ်ရရှိနေပြီးတော့အလင်းခံရသူတွေကတော့သူတို့ရုံးကန်ရှာဖွေထားတဲ့ငွေတွေဆုံးရှုံးရတယ်လို့မလွန်ချွမှုကိုလည်းခန်းစားခဲ့ကြရတယ်လို့ဗနရဲဝန်ကြီးဌာနဒုတိယဝန်ကြီးမိုက်ကယ်ဖော့ကန်နာကပြောပါတယ်။ ကနေထနာရှော့ယူဆထားတဲ့မြောက်ဒီမြို့ရဲ့နေဆက်ကုန်သွယ်ရေးဟာနှစ်စဉ်အမေရိကန်ဒေါ်လာ1ဘီလီယံအထက်တန်ဖိုးရှိပြီးမြန်မာစစ်ကောင်စီနဲ့ဒေါ်လာရင်းတက်တဲ့ကြားထိန်းချုပ်ဖို့အပြိုင်ဆိုင်ကြိုးပမ်းနေကြတဲ့နေရာလေးဖြစ်ပါတယ်။ဒီကနေ့တင်းတန်ထုံးလွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။မခိုင်မြေအတွက်သတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း66 839 ရှောက်လဲ3 633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည8နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးသားဆင်နိုင်ပါတယ်။နောက်တော့တဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။